မနက်ကကျွန်တော်ဝမ်းကျင်းလိုင်းလေးတွေပြခဲ့ပြီနော်နက်ကဝမ်းကျင်းလိုင်းကိုပြခဲ့ပြီဆိုတော့အခုခဏဖော်မယ်ပေါ့နော်ခဏဖော်မယ်အဲမနက်ကဝမ်းကျင်းကကျွန်တော်တို့9ခွန်ရှင်းတဲ့အချိန်ကကခဏလေးဒီဇောင်းထိုးပြီးတော့ဝမ်းကျင်းရိုက်တယ်9ခွန်ရှင်းတဲ့အချိန်ကကခဏဒီဇောင်းထိုးဝမ်းကျင်းရိုက်တယ်9ခွန်ရှင်းတဲ့အချိန်ကကခဏဒီဇောင်းထိုးဝမ်းကျင်းရိုက်တယ်9ခွန်ရှင်းတဲ့အချိန်ကကခဏဒီဇောင်းထိုးဝမ်းကျင်းမှာ၄ရှစ်တဲ့ဝမ်းကျင်းမနက်ကနော်နက်ကပြခဲ့တယ်ပထမပိုင်းဒီမှာ6တက်9နဲ့အချိန်ကဒီဝမ်းကျင်း နော်နောက်ဒီမှာ6တက်9နဲ့အချိန်ကကကဏ္ဍီ1ချိန်အဲအခု6တက်9နဲ့အချိန်ကက1ချိန်48တက်ပေါ့နော်ဒါမနက်ကကျွန်တော်ဖြားပြခဲ့ပြီအခုကဏ္ဍတစ်ခွက်ဖော်မယ်ပေါ့နော်ကဏ္ဍတစ်ခွက်ဖော်မယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်နော်ဒါလေးကကျွန်တော်အိုး3ချိန်လောက်ကလား4ချိန်လောက်ကလားကျွန်တော်ပြခဲ့ပြီပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ပြန်ကြည့်မယ်ပြောခဲ့ပြရပါတော့ကျွန်တော်ငါးကိုခွန်းလို့ထွက်ပြရတဲ့နှစ်နှစ်ချားပြီးတော့ 3 4ဆိုတာလိုက်ဖက်တယ်ဟုတ်ပြီနော်နောက်9 9ခွန်းလို့ထွက်ပြီးတာ ਨੇ နှစ်နှစ်ချားပြီးတော့3 4ဆိုတာလိုက်ထွက်တယ်နော်ဟုတ်ပြီနော်အဲအဲ့ဒီကနေကျွန်တော်တို့ဒီမှာနော်အကုခွန်းလို့ဒီမှာထွက်ပြီအကုကလို့ထွက်ပြီနဲ့နှစ်နှစ်ချပြီးတော့ 3 4 8ဆိုတာလိုက်ထွက်တယ်ပေါ့နော်3 4 8ဆိုတာလိုက်ထွက်တယ်ဟာကုခွန်နှစ်နှစ်ချမှာ3 4 8ထွက်တယ်ဟာကုခွန်နှစ်နှစ်ချပြီးတော့3 4 8ထွက်တယ်ဟာကုခွန်နှစ်နှစ်ချပြီးတော့3 4 8ထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲဟာကုခွန်နှစ်နှစ်ချပြီးတော့3 4 8ထွက်ရမယ်ဆိုရင်ကျွန်တော်တို့ဒီ2025ရဲ့မှာ3 4 8ဆိုတဲ့ကဏ္ဍတစ်ခွက်မွေးထိုးဖို့ရှိမယ် နော်ဒါကိုဟိုးအစောပိုင်းနော်သုံးချိန်လောက်ကကျွန်တော်တစ်ခါချပြပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်ကြည့်အောင်နော်အာကုတ်ကလို့ထွက်ပြရတဲ့နှစ်နှစ်ချပြီးတော့သုံးလေးရှစ်လို့ထွက်တယ်သုံးလေးရှစ်လို့ထွက်ပြီးတာနဲ့သူ့ရဲ့နောင်နှစ်မှာသူကဏ္ဍတစ်ခွက်ပုံတွေလိုက်ထွက်တယ်၈ခွန်၅ဆိုကဏ္ဍတစ်ခွက်လိုက်ထွက်တယ်နော်ဒီမှာလည်းကြည့်အောင်ခွန်၉ငါလို့နှစ်နှစ်ချပြီးတော့သုံးလေးရှစ်လို့ရိုက်ပြတယ်နောင်နှစ်မှာသူက၈ခွန်၅ဆိုတော့၅ခွန်၈ဆိုတော့ကဏ္ဍတစ်ခွက်ဒီပုံတွေလိုက်ထွက်တယ် နော်ဒါကြောင့်ကျွန်တော်တို့ဒီမှာခွန်95လို့ထွက်ပြီးပြီနှစ်နှစ်မြောက်ပြီးတော့348ထွက်ပြီးထွက်ပြီးဆိုကျွန်တော်တို့နောက်နှစ်မှာ98ဆိုတဲ့ကနေနော်98ဆိုတဲ့ကနေပုံတွေထွက်ဖို့ရှိမှာနော်98 98ကလည်းဒါမွေးပေါ့နော်ဒီကနေရှိမှာဟာ98ရှိအောင်မယ်ကျွန်တော်တို့ဒီလိုင်းလေးရပါဘောနော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကအခုပြမှာဒီစက်တိမယ် ကျွန်တော်၅ခုခွန်းနှစ်နှစ်ခြား၃လေးရှိထွက်တဲ့သူ့ရဲ့နောက်နှစ်ခုနှစ်ကြိမ်မှာခုနှစ်ကြိမ်မှာကြတဲ့ကဏ္ဍသည်ဟာဒီရှေ့ရဆိုတဲ့ကဏ္ဍသည်သူ့ရဲ့ဇောင်းကကဏ္ဍကိုဝမ်းချိန်နေဗျာသူ့ရဲ့ဇောင်းကကဏ္ဍကိုဝမ်းချိန်ပြီးတော့ထွက်တယ်၅ခုခွန်းနှစ်နှစ်ခြား၃လေးရှိနောက်နှစ်မှာခုနှစ်ကြိမ်ကကဏ္ဍသည်သူ့ရဲ့ဇောင်းကဏ္ဍကိုဝမ်းချိန်တယ်ဒီမှာ၅ခုခွန်းနှစ်နှစ်ခြား၃လေးရှိထွက်တဲ့နောက်တစ်နှစ်သူ့ရဲ့ ခုနှစ်ကြိမ်ရကဏန်းသည်ကျွန်တော်ခုနှစ်ကိုဆိုတဲ့ကဏန်းသည်လည်းသူ့ရဲ့ဇောင်းကကဏန်းကို1ချိန်ပြီးတော့ထွက်တယ်90ဟုတ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ9ကိုကွန်ထွက်ပြီးနောက်2နှစ်ချာပြီးတော့438 843အပတ်လည်းထွက်ပြီးဒါဆိုရင်သူ့ရဲ့နောက်နှစ်ခုနှစ်ကြိမ်မှာဒီအချိန်မှာကြာမဲ့ကဏန်းသည်ပထမကတ်လိုပဲသူ့ရဲ့ဇောင်းကကဏန်းကို1ချိန်မဲ့ဆိုရင်ဒီမှာလည်း481 1ချိန်ပဲလာမိပါတယ်နော် လေးရှိတဲ့ဝမ်းကျင်ပဲလာမိပါတယ်နော်အမနက်ကကျွန်တော်လေးရှိတဲ့ဝမ်းကျင်ကိုဒါမူနမူနှစ်လိုင်းနဲ့ပြခဲ့ပြီပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်အခုခွင်နှစ်နှစ်ချပြီးတော့၃လေးရှိထွက်တယ်အဲ့ဒီ၃လေးရှိထွက်ပြီးတော့နောက်နှစ်မှာ၅ခွင်ရှိဆိုတော့ကဏန်းဒီလည်းပုံဒီလိုက်ထွက်တယ်ခုနှစ်ချိန်မြောက်ကကဏန်းဒီလည်းသူ့ရဲ့ဇောင်းကကဏန်းကိုဝမ်းချင်းတယ်အခုခွင်လို့ထွက်ပြတယ်နှစ်နှစ်ချပြီးတော့၃လေးရှိလို့ထွက်တယ်နောက်တစ်နှစ်မှာ၅ခွင်ရှိဆိုတာ ုံနေလိုက်ထွက်တယ်ခုနှစ်ကြိမ်မြောက်ကကနန်းသည်သူ့ရဲ့ဆောင်းရကနန်းကိုဝမ်းချိန်တယ်ငါးကိုခွန်လိုထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်ကကနန်းသည်ရှစ်လေးသုံးသည်လိုက်ထွက်တယ်ထွက်ပြန်တယ်သူ့ရဲ့နောက်နှစ်မှာငါးခွန်ရှစ်သည်ပုံနေလိုက်ထွက်အောင်မယ်အာပက်လည်းထွက်အောင်မယ်ပြီးရင်ခုနှစ်ကြိမ်မြောက်ကကနန်းသည်သူ့ရဲ့ဆောင်းကနန်းကိုဝမ်းချိန်မယ်လေးရှစ်တဲ့ဝမ်းချိန်ဟောပြီးဒီမှာငါးကိုခွန်လိုထွက်ပြီးထွက်ပြန်တယ်နှစ်နှစ်ချားဆိုရင်ကျွန်တော်နောက်ဒီ2025မှာ843ဆိုတဲ့ကနန်းလဲ ထိုးရအောင်ပဲနော်ရှင်းလေးသုံးဆိုတော့ခဏလေးမွေးရအောင်ပဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီအချိန်မှာနော်ခဏတခွက်လေးလာကြည့်အောင်နော်အဲ့ဒါဆိုရင်ငါးကိုကွန်းနှစ်နှစ်ခြားသုံးလေးရှစ်ထွက်တဲ့နောက်တစ်နှစ်မှာခုနှစ်ကျင်းရခဏန်းသည် သူ့ရဲ့ဇောင်းခဏန်းကို သူ့ရဲ့ဇောင်းခဏန်းကိုဝမ်းချိန်တော့ဗရိတ်ရှိဆိုပြီးတော့ဝမ်းချိန်နဲ့ရှေ့ရဟုတ်ပြီဒီမှာငါးကိုကွန်းနှစ်နှစ်ခြားသုံးလေးရှစ်ထွက်ပြီးနောက်တစ်နှစ်မှာခုနှစ်ကျင်းရခဏန်းသည် ခွန်းနှကိုးဆိုရကဏ္ဍဒီသူ့ရဲ့ဆောင်ခွန်း20ကိုဝမ်းချင်းပြီးတော့ခွန်းနှကိုးဆိုပြီးတော့ပြိရှိနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာငါးကိုးကွန်ထွက်ပြီး6 4 3ไล่ပြီးနောက်တနည်းမှာခွန်းကျင်ရကဏ္ဍဒီသူ့ရဲ့ဆောင်ကဏ္ဍ4 8 1ကိုဝမ်းချင်းမယ်ဆိုတော့နော်4 8 1ကိုဝမ်းချင်းပြီးတော့ကျွန်တော်တို့ကဒီမှာပြိရှိပြိရှိပြိရှိတွေရိုက်ခဲ့တာဖြစ်တဲ့အတွက်4 8 1ဝမ်းချင်းကိုပြိရှိနဲ့ဆိုရင်ကျွန်တော်တို့အခုခော့နေတယ် ဘာရှိလဲ64ရှိရှိမယ်ဟောနေတဲ့64ရှိတကွက်နော်ဒါပရိရှိကျွန်တော်68 1ချင်းနောက်တစ်ခါကျွန်တော်69နော်69အာမ6ခါလေးနဲ့ထိုးပါနော်ကျွန်တော်လိုင်းရှိပါတယ်အဲ့ဒါတွေအဲ့တော့နော်58ကမွေးတီးပေါ့နော်ဒါ2025မှာလိုက်ရမှာနောက်အခုဒီအချိန်မှာ648နဲ့ ရှစ်ကိုးတက်ပေါ့နော်ဒါလေးကိုကြိုက်တယ်ပေါ့နော်ပရိရှိနော်ခွန်80ဝမ်းချင်းကို800ပရိရှိနဲ့ရိုက်တယ်ခွန်2ကို90ဝမ်းချင်းကို9 9ဆိုရောပရိရှိရိုက်တယ်48ဝမ်းချင်းကိုပရိရှိနေနဲ့မိမိတို့ကြိုက်နေတတ်တဲ့ပရိရှိကိုဒါလုံးပိုင်းနဲ့လိုက်ကစားပေါ့နော်ကျွန်တော်ဒီမှာ6လေးရှင်းနဲ့89ကိုအဲဒီနေရာမှာနော်ဒီအချိန်မှာထည့်ကစားဖို့ရွေးပေးလိုက်တယ်နော်89တက်ပေါ့နော်ပရိရှိဟုတ်ပြီအဓိကကျွန်တော်ဒီအချိန်မှာပြချင်တဲ့ line လေးကနော် ြကျင်တာလေးကကျွန်တော်တို့ကကျွန်တော်ကြကျင်တဲ့ကဏ္ဍကကျွန်တော်တို့ဒီမှာငါးကိုးခွန်းနှစ်နှစ်ခြား3လေး8ငါးကိုးခွန်းနှစ်နှစ်ခြား3လေး8ငါးကိုးခွန်းနှစ်နှစ်ခြားပြီး3လေး8နော်အဲ့တော့ဒီမှာငါးကိုးခွန်းနှစ်နှစ်ခြားပြီး3လေး8ဒီအချိန်မှာ3လေး8ကိုထည့်ကစားမယ်နော်3လေး8ကိုထည့်ကစားမယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကြည့်အောင်နော်ငါးကိုးခွန်းနေဇောင်းတက်တင်းတင်း3လေးမှာ3လေး8လို့ရိုက်တယ်ငါးကိုးခွန်းနေဇောင်းတက်တင်းတင်း3လေး4နော် လေးပင်မြောက်ခဏရအောက်မှာရိုက်တယ်အဲဒီမှာ तू ကငါးကုကွန်းနဲ့ဇောင်းတယ်မဲ့1 2 3 4လေးပင်မြောက်ရဲ့ဇောင်းမှာကျွန်တော်ထည့်မယ်နော်ဒီမှာကတန်တန်ရိုက်တယ်ဒီမှာကတပင်တက်ပြီးမှအောက်မှာကျတယ်နော်ဒီမှာတပင်တက်ပြီးမှ1 2 3 4တပင်တက်ပြီးမှသူ့ရဲ့အောက်မှာကျတယ်နော်တန်တန်ရိုက်တယ်တပင်တက်ပြီးမှအောက်မှာကျတယ်ဒီတစ်ခါကျွန်တော်တို့ကအဲတန်တန်ဇောင်းမှာဒီအချိန်မှာ3 4ရှစ်ကိုထည့်ကစားမယ်နော် ထက်ကစားဖို့အတွက်တခြားလိုင်းကဘာရှိသေးလဲဆိုကျွန်တော်တို့ဒီမှာကြည့်အောင်နော်ဘာရှိသေးလဲကြည့်အောင်ဆိုကျွန်တော်ဒီမှာ6ခွန်တက်လို့နော်6ခွန်တက်လို့ပဲထောင်းပါနော်6တက်ခွန်နေခွန်တက်6တွေမဟုတ်6ခွန်တက်လို့ထောင်းတယ်ထောင်းပြီးတော့လည်းသူရဲ့နဲ့အချိန်ကန့်မှာ3ည6 6 60အာပက်လည်းရိုက်တယ်နော်6ခွန်တက်လို့ထောင်းတယ်ထောင်းပြီး6 60လို့ပြောင်းရိုက်တယ်နောက်ဒီမှာ6ခွန်တက်လို့ထောင်းတယ် ကိုးခွန်တက်လို့ထောင်းတယ်။ထောင်းပြီးသူနဲ့အချိန်ကတန်းတန်းပါပဲ။ကျွန်တော်တို့ကလည်း690အာပက်လည်းရိုက်တယ်။နော်690ရိုက်တယ်။ဟုတ်ပြီ။ကိုးခွန်တက်လို့ထောင်းတယ်690လို့ရိုက်တယ်။အဲ့ဒီ690လို့ရိုက်ပြီးတာနဲ့တဲ့။နော်။690လို့ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်နော်။နောက်နှစ်မှာကျွန်တော်တို့က 690ကနေကျွန်တော်ဒီမှာ1နဲ့3 3နဲ့ဆင်းလိုက်လို့ရှိရင်690နဲ့1နဲ့3 3နဲ့ဆင်းလိုက်လို့ရှိရင်834ဆိုတာလိုက်ထွက်တယ်834လို့ထွက်တယ်ဒီလို3နဲ့ဆင်းလိုက်ရင်834လို့ထွက်တယ်အခုကျွန်တော်ကနော်ဒီမှာ6ခွန်းတက်လို့ထားတယ်690ရိုက်တဲ့အောက်ကို3နဲ့ဆင်းလိုက်ရင်ဘေးမှာ834လို့ထွက်တယ်အခုဒီအပင်မှာကျွန်တော်တို့က6ခွန်းတက်လို့ထောင်းတယ်690လို့ရိုက်တယ် နော်ပထမကတ်ကအောက်ဆိုရင်ကျွန်တော်တို့ခုဒီအချိန်မှာအပေါ်တက်မှာ1နဲ့3 3မင်းစင်းပြီး3မင်းတက်ပြီးတော့ဒီမှာ8 3လေးလို့ရပြီပေါ့နော်4 3 8နော်ဒါလေးအားပေါ့နော်ဒီချိန်မှာ438လို့ရိုက်ပြီဟုတ်ပြီဒီမှာ960ကနေအောက်3မင်းဆင်းပြီးတော့ရိုက်တယ်ဒီမှာ690ကနေအပေါ်3မင်းတက်ပြီးရိုက်ပြီဘာဖြစ်လို့အဲ့လိုရိုက်ရတယ်လဲဆိုရင်9ခွန်တက်လို့ထောင်းတယ် 690လိုကြိုက်တယ်အောက်3ပင်ဆင်းပြီးတော့73လိုကြိုက်တယ်ဘာဖြစ်လို့လဲသူ့ရဲ့အပေါ်မှာ608လို့ထောက်ထားတဲ့အတွက်နော်608ဆိုတာလေးကထောက်ပေးထားတဲ့အတွက်608ရဲ့အောက်မှာလိုက်မယ်နော်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6.1 690လို့ရပြီဒီအပေါ်3ပင်တက်ပြီးတော့ထွက်မှာဒီအချိန်မှာထွက်ရဘာဖြစ်လို့လဲသူ့ရဲ့အပေါ်မှာ608လို့ထောက်ပြီးတော့မှာ 4 3ဆိုတာထွက်ပြီးတယ်เนาะအဲ့တော့ဒီအချိန်မှာကျွန်တော်တို့4 3 4 8 1ချင်း4 3 8เนาะဒီအချိန်ကိုခွန်တက်ထောင်းနဲ့ထောင်းပြီးအချိန်ကမှ960ရိုက်တယ်ရိုက်ပြီးသူကနေအောက်3ပင်ဆင်းတယ်ဆင်းမြောက်83လေးလို့ရိုက်တယ်ဘာဖြစ်လို့လဲအပေါ်မှာ6ခွန်8ထောက်ထားလို့အခုလည်းဒီမှာကိုခွန်တက်လို့ထောင်းနဲ့690လို့ရိုက်တယ်အပေါ်3ပင်တက်ပြီးတော့4 3 8လို့ရိုက်မယ်ဘာဖြစ်လို့လဲအပေါ်မှာ6ခွန်8လို့ထောက်ထားလို့ နော်6ခွင့်ရှိလို့ထောက်ထားသူ့ရဲ့ဇောင်းမှာ481ချင်းနော်1ချင်းလိုင်းနဲ့လည်းကြိုက်တယ်ဟုတ်ပြီဒါရင်ပဲလားဒါဖြစ်နိုင်မဖြစ်နိုင်နောင်တလိုင်းနဲ့ကြည့်မယ်နော်ဖြစ်နိုင်မဖြစ်နိုင်နောင်တလိုင်းနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဒါရှိသေးလေဒီမှာဆိုရင်ကျွန်တော်ကြည့်မယ်3နဲ့အချိန်ကမှ8 20အချိန်ကမှ3ည95ဒီလိုတွေဒီလိုတွေဒီလိုတွေနော်ဒါတကက်နောက်ဒုတိယကဒီမှာ3 1 1 3နောက် ၃ညနဲ့ရှိเนาะနောက်တစ်ခါ၃ည၅နဲ့ဟုတ်ပြီเนาะ၃တင်းနဲ့တင်းနဲ့၃၃ညနဲ့ရှိ၃ည၅နဲ့၃တင်းနဲ့တင်းနဲ့၃၈၃ည၅နဲ့ဟုတ်ပြီအဲ့ဒီက၃တင်းနဲ့၈၃ည၅နဲ့အချိန်ကြိုက်မှာ၃ည၆၆၆၃ည၆ဆိုတဲ့ကဏ္ဍသည်ဟာဒီမှာအချိန်ကြိုက်မှာ၆၃ည၆လို့လိုက်ထွက်တယ်เนาะ 6သုံးည6ဒီ6သုံးည6လိ်ထ်ဒါဆိင်ဒုတိယကမှာ3တနည်း3ည2 5 3ည2လို့ရိုက်ပြီးသူနဲ့အကျင်ကိုက်က5 6 6ဆိုတဲ့ကဏ္ဍဒီဟာဒီအကျင်ကိုက်မှာ5 6 6လို့လိုက်ထွက်တယ်နော်ပရမကလူပဲနော်3တနည်း8 20 3ည2 5 6 3ည6 6 3ည2 8 20 3ည5နဲ့5 6 6 5 6 6ထွက်တယ် ထွက်ပြီးတော့အဲ့ဒီဒီ636 636 6 6နဲ့အကြိမ်ကိုက်မှာ968ဆိုတာရှိတယ်။နော်ဟုတ်ပြီဒီမှာ6596နဲ့996နဲ့အကြိမ်ကိုက်မှာ843ဆိုတာရှိတယ်။နော်အဲ့843ဒီခုနှစ်ကြိမ်မှာလိုက်ထွက်မှာဘယ်လိုလိုက်ထွက်မလဲဆိုတော့ကျွန်တော်တို့နော်3 3 8 23 9 6 6 6 6 6အကြိမ်ကိုက်က986ဒီနောက်တစ်နှစ်မှာလိုက်ထွက်တယ် နောက်တစ်နှစ်မှလိုက်ထွက်တော့သူကဒီနေရာမှာလိုက်ထွက်တယ်ဒီနေရာမှာလိုက်ထွက်တယ်နော်ဒီနေရာမှာလိုက်ထွက်တယ်ဗျဘာဖြစ်လို့ဒီနေရာမှာလိုက်ထွက်တာလဲဆိုရင်သူ့ရဲ့ဆောင်မှာ96အဲ့ဒီ96ဒီဘယ်ရလာလဲဆိုရင်ဟာဒီက151ကဆောင်က96ဒီဟာဒီမှာလိုက်ထွက်ပြီးမှသူ့ရဲ့ဆောင်မှာ65လို့ပြီးတယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာဒီဖရိန်ကနေ အကျင့်ကရိုက်ထားတဲ့ဒီ6ရှင်5ဒီနောက်နှစ်ကိုလိုက်ထွက်တယ်လိုက်ထွက်တော့ဘယ်လိုနေရာမှာ လိုက်ထွက်တာလဲဆိုရင်တင်9တက်ထောက်ထားတဲ့9ရှစ်ကိုလိုက်ထွက်တဲ့ဇောင်းမှာလိုက်ထွက်တယ်ဒါဆိုဒုတိယကတ်ကိုကြည့်မယ်နော်ဟုတ်ပြီတင်းနှစ်3 3တင်းနှစ်ပေါ့နော်အာဘက်လည်း3ညာနှစ်ရှိ3ညာ5နှစ်996 996ရိုက်တယ်သူနဲ့ကျင်က8 4 3နောက်တနှစ်ဒီနေရာမှာလိုက်ထွက်မှာဘာဖြစ်လို့လဲသူ့ရဲ့ဇောင်းမှာ16တက်လို့ထောက်ထားလို့အဲ16တက်က ဘလို့ထောက်တာလဲဘာဖြစ်လို့လဲဆိုသူနဲ့အချိန်ကိုက်မှာဟာဒီမှာတင်9တက်အဲ့ဒီတင်9တက်နဲ့အချိန်ကဟာဒီကစောင်းက116ဟာဒီ116ဒီတင်9တက်ထောက်ပြီးတော့ဒီမှာ116လို့လန့်ရိုက်တယ်ဒီမှာ116လို့ရိုက်တယ်နော်ပရမကတ်လိုမျိုးဆိုရင်ကျွန်တော်ပြန်ကြည့်မယ်998တင်9တက် အဲ့ဒီကိုကိုရှိရဲ့အဆောင်မှာ685ထွက်တယ်အဲ့ဒီ685ဒီကျွန်တော်ဒီဖရိန်ကလာခဲ့တဲ့685ဒီဖရိန်ကနေအချိန်ကက685ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာလဲ116တင်း91နဲ့အချိန်ကမှာ116เนาะအဲသူ့ရဲ့အဆောင်မှာထွက်ရမယ့်ကဏ္ဍဒီကျွန်တော်တို့ဒီမှာ113 38 39 996 996နဲ့အချိန်ကက46 3ဆိုတဲ့ကဏ္ဍပဲဖြစ်တယ်เนาะအဲ့တော့ ဒီ၄၈၃ဒီကျွန်တော်တို့အခု1ချင်းလိုက်နဲ့လဲကြိုက်တယ်နော်ဒါလေးကိုနားလဲမှာပါနော်နားလဲမှာပါနော်ဟုတ်ပြီနော်ဒီဖရိန်မှာရှိနေတဲ့ဒီဖရိန်ကြီးကလာတဲ့9 6 7ဒီနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဘယ်လိုနေရာမှာလိုက်ထွက်လဲဆိုရင်9 9 8 1 9 8 9 8လို့ရိုက်တဲ့ဆောင်းမှာလာထွက်တယ်ဟုတ်ပြီဖရိန်ပုံစံတူတိဆောက်ပြန်ပြီဒီမှာနှက်ကစီဟုတ်ပြီနော်ဒီဖရိန်တူပုံစံတူကနေအချိန်ကမှရှိနေ8 4 3ကိုလဲနောက်တစ်နှစ်ဒီအချိန်မှာလိုက်ထွက်မယ် နော်ဒါလို့လိုက်တွဲမှာလဲဆိုရင်ကျွန်တော်တို့ဒီမှာ116 151 116လို့လိုက်ထွက်တဲ့ဇောင်းမှာနော်998 151 998လို့လိုက်ထွက်တဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍဒီဟာဒီဖရင်ကလာတဲ့968ပေးတယ်လို့ဆိုရင်နော်116 151 116ရဲ့ဇောင်းမှာထွက်ရမယ့်ကဏ္ဍဒီဟာဒီဖရင်ကလာတဲ့683ကို ျွန်တော်တို့ဒီအချိန်မှာထည့်ရိုက်မယ်ပေါ့နော်ဒီအချိန်မှာထည့်ရိုက်မယ်ဟုတ်ပြီအရာတလိုင်းပေါ့နော်အခုပရမဒီမှာ96 98 936123သူ့ရဲ့ဘေးမှာရှင်းလေးသုံးထွက်တယ်။ဘာကြောင့်လဲ68ထောက်ထားလို့။ဟာဒီမှာ98ထောင်းတယ်။အချိန်ကမှ690သူ့ရဲ့အပေါ်1 3မှာ438ကိုထွက်မယ်။ဘာဖြစ်လို့လဲသူ့ရဲ့အပေါ်မှာ68ထောက်ထားလို့နော်။ဒါဆိုရင်ကျွန်တော်တို့အခု 438ဆိုတဲ့ကဏ္ဍပေါ့နော်438 438ပေါ့နော်438အာပေါ့နော်438အာလေးနော်438အာလေးကျွန်တော်ရှင်းလေးတွေ့ဝမ်းချင်းကလေ438အာလေးကိုတကွက်ဖော်ပြပြီအဲဆိုရင်ကျွန်တော်ကလက်စားတယ်နော် နောက်တကွက်ထပ်ပြီးတော့ကြည့်အောင်နောက်တကွက်ထပ်ပြီးလေ့လာကြည့်အောင်နော် နောက်တစ်ခါထပ်ပြီးတော့ကျွန်တော်ဝမ်းကျင်းလေးနဲ့တလက်စာတွေပြလိုက်မယ်နော်ကျွန်တော်အင်တာနက်ခက်ခဲတော့ video file တွေခဏခဏတင်ရတာအဆင်မပြေလို့အဲ့တော့ဒီမှာကျွန်တော်ကြည့်မယ်တ40တ40ဒီကျွန်တော်တို့15နှစ်မြောက်15နှစ်မြောက်သူ့ရဲ့အောက်ကိုနှစ်ပင်ဆင်းပြီးတော့15နှစ်မြောက်မှာလိုက်ထွက်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီမှာဒီတ40ကနေနှစ်ပင်ဆင်းပြီးတော့15နှစ်မြောက်မှာတ40တ300လေးထွက်တယ် ဒါဆိုရင်ကျွန်တော်ဒီတက်တုံညာလေးကနေ၃ပင်ဆင်းမယ်တပင်တစ်ပင်၃ပင်ဆင်းပြီးတော့သူနဲ့အချိန်ကြိုက်မှာတုံညာလေးတက်လို့ထွက်တယ်ဆိုလိုချင်တာကျွန်တော်တို့ဒီမှာတက်၄၀ဆိုတဲ့ကဏ္ဍဒီအချိန်ကြိုက်မှာလှေကားတက်ပုံစံလေးရိုက်တယ်ပေါ့နော်လှေကတက်ပုံစံလေးကျွန်တော်တို့ဆင်းသွားတယ်နော်ဆင်းသွားတယ်အဲ့ဒီလိုဆင်းတယ်လို့ပဲနော်အဲ့ဒီလိုပဲအဲ့ဒီဖြစ်စဉ်လိုပဲပုံစံတူဟောမှာတက်တနည်းနှစ်ရှစ်တက်ဆိုတဲ့ကဏ္ဍနှစ်ရှစ်တက်ဆိုတဲ့ကဏ္ဍဒီအောက်ကိုတပင်ဆင်းပြီးတော့ ီမှာအကျင့်ကိုက်မှာလာထွက်တယ်ရှင်နှစ်တနော်အဲ့ဒီလိုပဲဒီမှာအောက်ကိုတပင်ဆင်းပြီးတော့ထွက်တယ်နှစ်တနှစ်ရှိကဒါဆိုကျွန်တော်အောက်ကိုနှစ်ပင်ဆင်းမယ်တပင်နှစ်ပင်ဆင်းပြီးတော့သူ့နဲ့တန်းတန်းမှာဆိုရင်ကျွန်တော်ဒီအကျင့်မှာတနှစ်ရှိနော်ဒီအကျင့်မှာတနှစ်ရှိနော်တနှစ်ရှိတရှိနဲ့နော်ကျွန်တော်တို့နော်ဒီအကျင့်မှာနော်တရှိနဲ့နော်ခုနှစ်ကြိမ် နော်တိရှင်းနဲ့ဟုတ်ပြီအဲ့တော့သူနဲ့တိရှင်းနဲ့လေးဒီလဲကျွန်တော်တို့လေကတိပုံစံလေးနဲ့ဆင်းပြီးတော့ထွက်မယ်ဒီမှာလေကတိပုံစံလေးနဲ့ဒီအချိန်မှာထွက်မယ်နော်အဲ့တော့ထွက်ခဲ့ပြီးတာဖြစ်စဉ်ကဒီမှာ140ဒီအချိန်ကမှ140လို့လေကားတစ်ဆင်းတယ်နောက်အချိန်ကမှ140လို့အားပက်လဲလေကားတစ်ဆင်းတယ်အဲ့ဒီလိုပဲကျွန်တော်တို့ကတိရှင်းနဲ့လေးကိုဒီမှာလေကားတစ်ပုံစံဆင်းတယ် အချိန်ကမှလှေကားတဲ့ပုံစံဆင်းမယ်အဲ့တော့၄၈တဲ့ဝမ်းချင်းလို့ကျွန်တော်မနက်ကပြခဲ့တာနဲ့လဲလာပြီးတော့ကိုက်ညီတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဆက်ချက်ကြည့်အောင်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ18နှစ်ခြား18နှစ်မြောက်တယ်ဗောနော်တဲ့တေရှင်းတကအဲ့ဒီမှာ၄၈ကိုဒီအပေါ်ကပြန်ကြနော်နောက်18နှစ်မြောက်ဒီမှာ၈၅ရှစ်ဒီအပေါ်က ပြန်ကြဗောနော်ရှင်ငါရှစ်ဒီဒီကျွန်တော်တို့အဲပြန်ကြ18နှစ်မြောက်ဒီမှာနှစ်ပိတ်ဒီမှာပြန်ကြဗောနော်နောက်18နှစ်မြောက်မှာဒီမှာ6နှစ်ရှစ်ဒီအပေါ်ကပြန်ကြဗောနော်ပြန်ကြနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့၄ရှစ်ကိုပြန်ကြပြန်ကြနေကြား၄နှစ်ချမှာ1နှစ်2နှစ်3နှစ်4နှစ်ချပြီးတော့နောက်9နှစ်မြောက်မှာကျွန်တော်တို့နော်နှစ်ရှစ်တေးဆိုတဲ့ကဏ္ဍပုံတွေလိုက်ထွက်တာဗောနော် ပုံတွေလိုက်ထွက်တာဗောနော် တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ခြားပြီးငါးနှစ်မြောက်နှစ်ရှိတဲ့ဆိုတဲ့ကဏ္ဍဒီပုံတွေလိုက်ထွက်တယ်အဲ့ဒီလိုပဲနော်ဒီပြန်ကြနှစ်ကြားလေးနှစ်ခြားငါးနှစ်မြောက်မှာနှစ်ရှိတဲ့ဒီပုံတွေလိုက်ထွက်တယ်လို့အခုဒီမှာနှစ်ပိတ်ပြန်ကြနှစ်ကြားလေးနှစ်ခြားမှာတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ခြားနောက်ငါးနှစ်မြောက်မှာအဲ့ဒီနှစ်ရှိတဲ့ဒီပုံတွေလိုက်ထွက်တယ်အာပတ်လဲနော်အာပတ်လဲပုံတွေလိုက်ထွက်တယ်ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ6နှစ်ရှိ၊ကြား6နှစ်ချာမှာတနှစ်နှစ်နှစ်3နှစ်4နှစ်ချာပြီးတော့ အခု2025ငါးနှစ်မြောက်မှာကျွန်တော်တို့ကတိရှင်းနှစ်ပြီးပုံတွေလိုက်ထွက်ရမယ်နော်24ချိန်နှစ်ပိတ်မှာပြန်ကြကြားလေးနှစ်ချပြီးနောက်ငါးနှစ်မြောက်မှာနှစ်ရှစ်တည်းပြီးပုံတွေလိုက်ထွက်တယ်24ချိန်နှစ်ပိတ်မှာပြန်ကြကစားပြီးတော့ကြားကြားလေးနှစ်ချပြီးငါးနှစ်မြောက်ငါးနှစ်မြောက်မှာသူကနှစ်ရှစ်တည်းပြီးတိရှင်းနှစ်အပလက်ပြီးလိုက်ထွက်တယ် ဒါဆိုကျွန်တော်တို့ဒီမှာ6နှစ်ရှိသည်ပြန်ကြနှစ်ပိတ်မှာပြန်ကြဖြစ်တဲ့ကြားလေးနှစ်ချပြီး2025မှာ1နှစ်ရှိသည်လိုက်ထွက်အောင်မယ်လိုက်ထွက်အောင်မယ်ဆိုတော့ဒီအချိန်မှာထည့်ကစားမယ်ဘာကြောင့်လဲကျွန်တော်တို့ဒီမှာ140 140 140ဆလှီကာတစ်ပုံစံလေးဆင်းထားတယ်ဒါကြောင့်မလို့ဒီမှာလဲ281 281 281လှီကာတစ်ပုံစံလေးဆင်းပြီးတော့ဒီအချိန်မှာထည့်ကစားမယ်နော်အဲ့ဒါကိုလည်းဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်နော် ပြန်ကြည့်မယ်ဆိုတော့တစ်ချက်အဲ့တော့ဒီ dictation နဲ့လေးရဒီလဲကျွန်တော်ဒီမှာကြည့်အောင်နော်411နဲ့အချိန်ကိုင်းမှာ639လို့ဖြစ်တယ်နော်အဲ့ဒီ639 411နဲ့အချိန်ကိုင်းမှာအချိန်ကိုင်းမှာကျွန်တော်မရေပြတော့ဘူးနော်ဒါမိနစ်တင်များဆို143နဲ့33 3ည38လို့ရိုက်တယ်နော်ဟာဒီက639 411နဲ့အချိန်ကိုင်းမှာ134 3ည38လို့ရိုက်တယ် သူနဲ့အကျင့်ကိုင်းမှာဗာထွက်ထားလဲဆိုရင်ကျွန်တော်ဒီမှာ639ခွန်းတဲ့639ခွန်းလို့ထွက်ပေးထားတယ်အဲ့ဒီ639ခွန်းဒီဘယ်ရလာတာလဲဆိုရင်383 143နဲ့အကျင့်ကိုင်းက411ထောက်ထားတယ်639ခွန်းဒါဆိုရင်ဒုတိယက411ဟာဒီမှာအကျင့်ကိုင်းမှာ18နဲ့အဲ့ဒီ18နဲ့အကျင့်ကိုင်းမှာပထမကက်လို့ပဲ134 နော်တစ်သုံးလေးနဲ့ကျွန်တော်တို့380ဆိုတာထောက်ထားရဟုတ်ပြီနော်ဒီမှာ411939ခွအချိန်ကိုင်းမှာ143383ထောက်တယ်အဲ့ဒီသူနဲ့အချိန်ကိုင်းမှာ939ခွထွက်တယ်အဲ့ဒီ939ခွဒီ383143411939ခွဖြစ်တယ်ဒါဆိုရင်411 8နဲ့လို့ရပြီအချိန်ကိုင်းမှာ134 338 ူနဲ့အကျိန်ခိုက်ဒီအကျိန်မှာကျွန်တော်တို့အခုရောက်ပြီခုနှစ်ကျိန်မှာကစားမဲ့ကဏ္ဍသည်နော်တရားလာတဲ့ကဏ္ဍလဲဆိုရင်338 134သူနဲ့အကျိန်ခိုက်က411ထောက်ထားတဲ့18နဲ့ဟုတ်ပြီနော်အဲ့တော့411ထောက်ထားတဲ့18နဲ့ဒီ134 338နဲ့အကျိန်ခိုက်မှာထွက်ရမယ်ဒီအကျိန်မှာဘာလို့လဲ411ထောက်ထားတဲ့939ဒီ အဲ့ဒီအကျင့်ကက1 3 4 3 3ည8နဲ့အကျင့်ကမှာ9 3 9လို့ထွက်ထားတယ်9 3 9 3 8 1 3 4 4 1 1 9 3 9ဒါဆိုရင်ဒီနေရာမှာ1 8နဲ့ကိုထည့်ကစားရအောင်မယ်1 8နဲ့3 3 9 8 1 3 4 4 1 1 1 8နဲ့ဒါကြောင့်မလို့ဒီ4 1 1ထောက်ထားတဲ့9 3 9ကိုဒီမှာပို့တယ်လို့ကျွန်တော်တို့က4 1 1ထောက်ထားတဲ့ဒီ8 1နဲ့ကိုလည်းကျွန်တော်တို့ကဒီ1 3 4 3 9 3 8နဲ့အကျင့်ကမှာ လေးတတဲ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခွက်ကလေးတမဟုတ်နောက်တစ်ခွက်က၈တင်းနဲ့ပေါ့နော်၈တင်းနဲ့လို့ပြောတာနော် sorry ခေါ်တာမှားသွားလို့နော်၈တင်းနဲ့၈တင်းနဲ့မှာကျွန်တော်တို့တေရှင်းနဲ့လို့အာထုံးမှာပေါ့နော်တေရှင်းနဲ့နော်တေရှင်းနဲ့အဲ့တော့ကျွန်တော်ခုဝမ်းကျင်လေးရနေပြီးတော့ကျွန်တော်ရေးပြီးလဲ၄၃၈တေရှင်းနဲ့ပေါ့နော်ဒါရှိမယ် နောက်တစ်ခွက်ကကျွန်တော်တို့က9ခွန်ရှိရှိမယ်6လေးရှိရှိမယ်8 9တက်ရှိမယ်ပေါ့နော်8 9တက်ပေါ့နော်ဒီနေရာမှာ8 9တက်လေးလည်းကောင်းပါတယ်နော်8 9တက်ကိုခါလေးနဲ့ပူကစားပါနော်1 9 8တို့1 9 8တို့နော်အခုစီကြောဖရိန်ဖော်ပြပေးလိုက်တာကတော့ကျွန်တော်နော်၄၈၁ဝန်းကျင်မှာစီကြောဖရိန်နဲ့ထောက်ပြပေးတာ၄၃၈တကွက်နော်၁၈နဲ့တကွက်ပေါ့နော် ဒါလေးကိုပေါ့နော်ဒါအကြိုက်သူမှလိုက်ကစားပါဟုတ်ကဲ့ကျွန်တော်မိနစ်တွေညားသွားပြီဖြစ်တဲ့အတွက်အဲဒီလောက်လေးနဲ့ပဲနော်ဒီလောက်လေးနဲ့ပဲဒီ frame စီကြောနဲ့ဒီ one chain line လေးကိုဒီမှာပဲဖြတ်ပေးလိုက်တော့မယ်နော်ဟုတ်ကဲ့အဲ့တော့၄၈တဲ့ one chain ၆ခွန်း၈ one chain ကိုမိမိတို့ကြိုက်နေတဲ့တဲ့လုံးပိုင်းပရိတ်တွေနဲ့လိုက်ပြီးတော့ကတ်ကစားပါနော်ဟုတ်ကဲ့အားလုံးပဲကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစီ